င်္ဂလာပါရှင်ဆရာကြီးရန်အောင်ရေးသားထားတဲ့ဘဝဆိုးဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ဘဝဆိုးမိုင်လာ29ရက် ဖက်စစ်ဒေါ်လာရင်းနေတို့ရောက်တိုင်းဒေါ်လာအေးမှာပျော်တာလားဝမ်းနေတာလားခွဲခြား၍မရသောဝေဒနာတမျိုးကို ခံစားရသည်မှာအမှန်မင်းယခုနေ့ဒေါ်လာရင်းနေတို့ရောက်လာပြန်သောအခါတွင်လေတုံလို့ခြောက်ခြားသောစိတ်ဖြင့်သတင်းစာဂျာနယ်မဂဇင်းများတွင်ပါသည့်ဒေါ်လာရင်းဆောင်ပါများကိုဖတ်ရင်းဖက်စစ်တို့ကိုတုတ်တင်ချိန်မုံသည့်အကြောင်းများကိုဖတ်ရသောအခါဒေါ်လာ၏ရွှေမြူဝန်းတာသွားသည် ဖက်စစ်တိုးသည်ညင်မှန်းနှိပ်စက်ပုံအဖုံဖုံကိုဖတ်ရသောအခါတွင်လေရင်ထဲမှဆိုလျက်မျက်ရည်ဆိုလာမိသည်ရင်းတို့ဝမ်းသာခြင်းဝမ်းနေခြင်းများကိုတော်လန်ရည်နှင့်ရောက်တိုင်းဒေါ်လာဤခံစားခဲ့ရသည်မှာနှစ်ပေါင်း30နီးပါးပင်ကြာညောင်ခဲ့ပေပြီယခုနေ့ဒေါ်လန်ရည်နှင့်တွင်ဒေါ်လာဤတိတ်တိတ်ဆိုင်ဆိုင်တွေ့ရသည်မှာကတူကလေးဤစာရေးစပွဲပေါ်မှထူကြသောစာအုပ်တစ်အုပ်ဖြစ်၏ ညာမိုက်ချိန်ကားဂျပန်မှာတဲ့ဒေါ်လာအေးသည်စာအုပ်ကိုဖြတ်ခနဲဆွဲယူလိုက်ပြီး ကလထိုင်တလုံးတွင်ထိုင်ကာစိတ်ဝင်စားစွာဖတ်ကြည့်သည်ကျမကိုယ်တိုင်ရေးသားခဲ့တဲ့နေ့စဉ်မတန်စာအုပ်များက ကျမဘဝစုကို ပြန်လဲဖော်ထုတ်ရေးသားဖို့တိုက်တွန်းနေကြပါတယ်သူတို့ဟာ ကျမရဲ့မရေတွက်နိုင်တဲ့တောကတွေကိုအတိဆုံးပါပဲကျမထက်တောင်သူတို့ကပိုပြီးတီးကြတယ်လို့ဆိုနိုင်ပါတယ်ကျမဒုက္ခတွေကများလွန်းလို့တချို့ဟာတွေကို ကျမမေ့နေတဲ့အခါနေစဉ်မှတ်တမ်းများကတလုံးမကျန်သတိပေးဖော်ပြကြပါတယ်။သူတို့ကိုနေစဉ်လိုလိုဖတ်ကြည့်တိုင်းအဟောင်းတွေဟာအစ်စ်ပြန်ပြီးဖြစ်လာတဲ့အတွက်ဒီစာကိုရေးမိတာပါပဲ။ကျမနဲ့မခွဲမကွာအမြဲရှိနေကြတဲ့ကျမမှတ်တမ်းစာအုပ်လေးတွေနဲ့ခွဲခွာရမှာမကြတော့ပါဘူး။ကျမကိုတီမင်းကလက်ရက်ခေါ်နေပါပြီ။ကျမကင်စာယောဂါမပြောကောင်းတဲ့ယောဂါဆိုအမျိုးမျိုးရဲ့တန်ကိုခံနေရပါပြီ။ စစ်ကပေးတဲ့ဒဏ်ရာတန်းချက်တွေတဏီပြောရရင်စစ်မီးမွေးသူတွေဖန်တီးတဲ့ဒဏ်ရာအနာတရားတွေပဲဆိုပါတော့ကျမဘဝဆိုခဲ့တယ်လို့ကျမတို့အမျိုးသမီးကလေးတွေမဖြစ်ကြပါစေနဲ့ဆိုတဲ့စေတနာနဲ့ဒီစာကိုရေးခြင်းဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးအတွင်းနောက်ပိုင်းအချိန်လောက်မှာပေါ့အဲ့ဒီအချိန်မှာအမေရိကန်တွေဟာဂျပန်ပြည်ကိုဘုံမိုးရွာချကြပါတယ်မက်စလာအတွင်းမှာတူဂျိုမျိုးကိုကျဲတဲ့ဘုံဒဏ်ထိပ်ပြီး ကျမမိပါနှစ်ဦးစလုံးကြွယ်လွန်ရှာကြပါတယ်။ကျမလည်းတောကရီပွေပြီးတငုံငူတရည်ရည်နဲ့အယူမကလေးလိုဖြစ်ရတော့တာပါပဲ။ကျမတို့နေတဲ့အင်္ဂလီလဲရစရာမရှိအောင်ပျက်စီးသွားလို့နေမဖြစ်တော့ပါဘူး။အိမ်အောင်ပရိဘောဂကလေးတွေလည်းအလုံးပျက်စီးကုန်ကြပြီပါပြီ။ကျမမှာနေစရာမရှိ စားစရာနှစ်ထိဖြစ်နေတော့မလွေးမရှောင်သာတဲ့အတွက် အာနာပါနာနဲ့ပဲအတော်ဝန်ခွဲတယောက်အင်ကိုပြောင်းနေရပါတယ်။ အတော်တို့အိမ်မလဲကျွေတောင်ကျွေပါမဟုတ်တော့ကျမအတွက်ပါဇက်တပေါက်တူးလာလို့ဝင်ပူလာပါတယ်။ကျမလဲအလုရိုက်လို့ရညာမနာမနေလိုက်ရှာပါတယ်။တည်င်းစာကို နေတိုင်းဖတ်ပြီးအလူရှိသည်ဆိုတဲ့ကြောင့်ညာကိုအမြဲရှာရပါတယ်။ကြောင့်ညာတဲ့အထဲမှာပါတဲ့နေရာသွားပြီးစုံစမ်းတဲ့အခါသူတို့လိုတဲ့အလုကအကမဲတို့ဟိုတယ်မဲတို့အလုတွေလူကြီးဖြစ်နေပါတယ်။စစ်ကြီးပြီးသွားလို့ကျမတို့နည်းနည်းပဲဝမ်းတာနိုင်ပါတယ်။ ဝမ်ရည်မဖူလုံတော့တိတ်ဝမ်းမတနိုင်ပါဘူးစစ်ပြီးတဲ့ဆိုရင်ပဲအမေရိကန်စစ်သားတွေဟာ တူကြိုမျိုးပေါ်မှာ ခွေလီပြတော့အနမ်းဆိုတာလိုဥတုဟူသွာလာနေကြတာပါပဲကျမကအဲ့ဒီနိုင်ငံခြားစစ်သားတွေကိုကြည့်ပြီးယဉ်ထုမနာဖြစ်မိပါတယ်ကျမတို့ဂျပန်လူမျိုးတွေဟာစစ်ပွဲအမျိုးမျိုးဆင်နွှဲခဲ့ကြပါတယ်တခါမှမရှုံဘူးပါဘူးဒီတပွဲမှာသာရှုံတော့ကျမတို့တနိုင်ငံလုံးယူကျိုးမရအပူမီတောက်ကြရပါတယ် အဒီလိုစစ်ရှုံးလို့စိတ်မကောင်းဖြစ်နေကြတဲ့အထက်မှာစစ်နိုင်သူအမေရိကန်စစ်သားတွေကရင်ကိုကော့ခေါင်းကိုမော့ပြီးဘသူကိုမှလူမထင်တဲ့မျက်နှာထားမျိုးနဲ့ကြွားကြွားကြီးတွားနေကြတာမြင်ရတော့ကျမသူတို့ကိုမုံဒီစိတ်ပြင်းထန်လာပါတယ်။အတော်အိမ်မှာကျမရောက်နေတာတော်တော်ကြပြီးဖြစ်လို့အတော်ကိုလည်းအားနာလာပါပြီ။ဒါကြောင့်အတော်ကိုပြောပြရပါတယ်။တော်တော်ရဲ့ကျမလည်းနေတိုင်းအလုရှာနေတာပဲ။ဘယ်မှာမှအဆင်မပြေတော့တော်တော်ကိုအားနာလာပြီ။ ဒီတော့ကျမရရအလုပ်ပဲလုပ်ရရင်မကောင်းဘူးလားရရအလုပ်ဆိုတာကဘာအလုပ်လဲတဲ့အတော်ကပြန်မေးပါတယ်ကောက်ပွဲယုံမှာကတဲ့အလုပ်တို့ဟိုတယ်မှာအလုပ်တို့ပေါ်တော်တော်အမလီအဲ့ဒီလိုအလုပ်မျိုးတော့မလုပ်ပါနဲ့ဤကောက်ပွဲယုံမှာအကမဲ့လို့ရင်လူမျိုးခွဲစစ်သားတွေနဲ့တွေ့ကြရမယ်ဟိုတယ်မှာဆိုပြန်ရင်လည်းအဲ့ဒီစစ်သားတွေကိုပဲအတုံးတော်ခံရမှာဖြစ်တော့သူတို့စော်ကားတာခံရတော့မှာပေါ့ဤအဲ့ဒီလိုအလုပ်မျိုးမဟုတ်ဘဲနဲ့ယိုယိုသားသားအလုပ်လုပ်နေကြတဲ့မင်းကလေးတွေတောင် မကြမကြအစော်ကားခံနေရတယ်လို့ကြားဘူးတယ်စေတနာကောင်းနဲ့ပြောတယ်အတော်ကိုကျေးဇူးတင်တာနဲ့အမျှအတော်ဝင်ပေါ်စေရန်အတွက်နေ့စဉ်အလုရှာနေရပါတယ်တနေ့နေဝင်ရီတရောအချိန်မှာကျမနဲ့အတော်တို့ညစာထမင်းစားနေတော့တကားခောက်တန်ကြလို့အတော်သမီးလေးကအပြေလွားသွားပြီးတကားဖွင့်ပေးပါတယ်မစ္စစ်လူစီဒီအိမ်မှာနေသလားယောက်ျားတန်ကြီးခမမာမာနဲ့ ကျမနာမည်ကိုမေးသံကြားလိုက်တော့ကျမခေါင်းနှပန်းကြီးသွားပါတယ်။နေပါတယ်ရှင်လို့ကျမညီမကလေးဖြေသံကြားရပါတယ်။အခုအိမ်မှာရှိသလား။ရှိပါတယ်။သွားခေါ်လိုက်စမ်း။ကျမလည်းကဗျာကတိလက်တုပ်ပြီးတကားဝါစီတို့တုတ်တီတုတ်ပြလာခဲ့ပါတယ်။ပလိတာတယောက်ကို မြင်လိုက်ရတော့ကျမထိတ်လန့်တုန်လို့သွားပါတယ်။ဘာကိစ္စလဲရှင်လို့ကျမကမေးလိုက်တော့အမေရိကန်အခြေစိုက်စခန်းတို့တွင်းတဲ့ပစ္စည်းမင်းလက်ထဲမှာထားရှိတာနဲ့ပတ်သက်ပြီး စစ်ပလိအဖွဲကမင်းကိုစစ်ဆေးစရာရှိတယ်လို့ပလိသားကပြန်ပြောပြပါတယ်။ကျမမိုက်ခနဲဖြစ်သွားပြီးသူယူသူရန်နဲ့ပြောတယ်လို့ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့တပတ်လောက်ကညီမလေးသုံးဖို့နိုင်လွန်ချီအိတ်နဲ့အတူတောင်းနေကြစီးကရက်တပူတော့ဆိုင်တဆိုင်ကဝယ်ခဲ့ပါတယ်။အဲ့ဒါတရားမဝင်တဲ့မောင်ခိုပစ္စည်းဖြစ်မှာပေါ့။တရားဝင်မဝင် ကျမဘယ်သိမလဲ။ဆိုင်မှာရောင်းတော့လူတိုင်းဝယ်ကြတယ်လို့ကျမလည်းဝယ်ခဲ့တာပဲ။မောင်ခိုပစ္စည်းဖြစ်ရင်ဆိုင်ကိုအရေးယူပါလားရှင်။ဒါရီငါ့ကိုပြောနေလေအပူပဲ။ က်ဆိုင်ရာဌာနကြတော့မှရှင်းပြပေါ့အခုမင်းလိုက်ခဲ့ရမယ်ကျမတတိလေးတလူဖြစ်သွားပါတယ်အတော်ကခိုးနေတာကိုမလိုက်လို့ဖြစ်မလားတူမရဲ့ဟိုရောက်တော့အကျိုးချောင်းရှင်းပြပေါ့လို့ဆိုကကျမကိုအခန်းထဲခေါ်သွားပြီးအဝတ်အစားလဲပေးပါတယ်ကျမလည်းကြောက်အားကြီးပြီးခရောင်ကဒန်းနဲ့ပလိတ်သားနောက်လိုက်ပါသွားတယ်အမေရိကန်စစ်ဖက်က တုံးနေဂျစ်ကားတစီဟာကျမတို့အိမ်နဲ့တော်တော်ဝီးတဲ့နေရာမှာရပ်ထားတာကိုလမ်းမြင်လိုက်ရတယ်ဆိုရင်ပဲ ကျမရင်ထဲမှာဒိန်ငနေဝင်ဆောင်လိုက်တော့တာပါပဲကျမကိုလာခေါ်တာကဂျပန်ပတ္တိယောင် ပလိတ်ပါဒီတော့ကျမကိုဂျပန်ရဲဌာနဒါမှမဟုတ်ရင်လေဂျပန်ထောက်လန်းရဲဌာနတခုခုကိုခေါ်သွားလိမ့်မယ်လို့ထင်မိပါတယ်အခုတော့အမေရိကန်စစ်ဌာနကိုခေါ်သွားလိမ့်မယ်ဆိုတာတွေးမိပြီးအတိုင်းမသိထိတ်လန့်ကြောင်ရွတ်ပါတယ်ကျမထင်တဲ့အတိုင်းပါပဲပလိတ်ကဂျေကားစီကိုခေါ်သွားပါတယ်ကားပေါ်မှာအမေရိကန်စစ်သား၃ယောက် အမိန်သားအခန့်သားထိုင်နေကြတာကိုအမြင်ကက်စရာတွေ့ရပါတယ်။ပတ္တိယောင်ပလိဟာ ကျမကိုခြေကားနောက်ပိုင်းပေါ်တွန်းတင်လိုက်ပါတယ်။ရှေးကုံမှာထိုင်နေတဲ့စစ်သားနှစ်ယောက်ကတွတ်တုတ်များမလုပ်ဘဲနောက်ကုံကစစ်သားကကျမကိုဆွဲတင်ပါတယ်။မေဒီကန်စစ်သားနဲ့ပတ္တိယောင်ပလိတို့ဟာတယောက်နဲ့တယောက်အချီအချောက်စကားပြောနှုတ်ဆက်ကြပြီးခြေကားထွက်ခဲ့ပါတယ်။ကျမတို့တူချူမျိုးတော်ကြီးအတွင်မှာလူရောမော်တော်ကားပါအသွာလာများလွန်းလို့ မော်တော်ကားကိုပနမိုင်နှုံးသာမောင်းရမယ်လို့စီကံသတ်မှတ်ချက်ရှိပါတယ်။ကျမတို့ဂျပန်လူမျိုးတွေဟာစီကံကိုယူသေးလေးစားတတ်ကြတဲ့အတိုင်းသတ်မှတ်ထားတဲ့အမြန်နှုံးတာအတိုင်းသာမော်တော်ကားကိုမောင်းကြပါတယ်။ဒီလူမျိုးကွဲစစ်သားတွေကတော့စီကံတွေဘာတွေကိုဂယုမဆိုင်ပဲစစ်နိုင်လူမျိုးပြီးပြီးတည့်ရလွန်မောင်းကြပါတယ်။တခြားမော်တော်ကားတွေကိုကြော်တက်ပြီးတရရပြီးအောင်မောင်းတော့တာပါပဲ။ သူတို့စခန်းရောက်လို့ကျမကိုစစ်စစ်မင်းမြန်ရင်ပြန်ဖြေဖို့အချက်လက်ဖြစ်စဉ်ဖြစ်ရက်တွေကို တွေ့တော်စင်စားကြည့်မိပါတယ်။ကျမတို့လူမျိုးတွေရဲ့ပင်ကိုဗီဇဟာအရှိတိုင်သားပြီးပြီးအေးချမ်းချမ်းနေတဲ့တည်းစီရရှိပါတယ်။ဒါပေမဲ့နေချက်အစိုးရတက်လာတဲ့အခါမှာဆိုရင်တော့စစ်ကိုဖန်တီးကြပါတယ်။ဒီလိုစစ်ဖန်တီးမှုကြောင့်ပဲတရုတ်ပြည်မှာရော အရှိတောင်အာရှဒေသတွေမှာရော ပစိဘိတ်သမုတ်တရားတဝိုက်မှာရောဆယ်နှစ်လောက်အဆက်မပြတ်စစ်တိုက်ခံရတော့ တနိုင်ကန်လုံးချွတ်ချုံကြပြီးအစာဆင်ရဲအဝတ်ဆင်ရဲအနေဆင်ရဲတဲ့အဖြစ်မျိုးကြုံကြရတော့တာပါပဲအမေရိကန်တွေကတော့စစ်ကလောက်နောက်ပိုင်းမှမှစစ်ကြေးညာတာဖြစ်လို့စီးပွားတောင့်တင်းကြပါတယ်နောက်ပြီးတော့သူတို့ပြည်ပေါ်မှာဘုံတလုံးမကြပဲစစ်မြေပြင်လည်းမဖြစ်ရတော့စိတ်ယုံအလုယုံတွေဟာမပြည့်စည်ပဲအလုလုံနိုင်လို့ကုန်ပစ္စည်းအမြောင်များထွက်ပါတယ်ဒါကြောင့်စစ်ပီးကာလကျမတို့ဂျပန်ပြည်ကိုအမေရိကန်စစ်သားတွေတက်ရောက်လာကြတဲ့အခါ သူတို့နဲ့အတူ အစားစားအဝတ်အစားအသုံးဆောင်တွေအရှံပဲပါလာပါတယ်။အဲ့ဒီစစ်သားတွေဟာသူတို့မှာပါလာတဲ့ပစ္စည်းတွေကိုစိုင်တွေမှာရောင်းနေ။စိုင်တွေကဝယ်ပြီးတဆင့်ရောင်းတော့အဲ့ဒီပစ္စည်းကိုကျမတို့ဝယ်မိခြင်းသာဖြစ်ပါတယ်။ဒီတော့အမှန်ပြောရရင် ပထမတရခန်းကလူမျိုးကွဲစစ်သားတွေပါ။ဒုတိယတရခန်းကဝယ်ယူပြီးရောင်းချတဲ့စိုင်ရှင်တွေပါ။အခုတော့ပထမတရခန်းနဲ့ ဒုတိယတရားခံကိုအရေးမယူပဲသူတို့ရောင်းလို့ဝယ်မိတဲ့ကျမကိုအရေးယူတာဟာ တရားပါသလားရှင်။နောက်တစ်ခုကလည်းဆိုင်ကပစ္စည်းတွေကိုဝယ်တာဟာကျမတယောက်တည်းမဟုတ်ပါဘူး။လူတိုင်းဝယ်နေကြတာဖြစ်လျက်နဲ့ကျမလိုအမျိုးသမီးကလေးတယောက်ကိုမှကွက်ပြီးအရေးယူတာဟာနီလန်ကြပါသလားရှင်။နောက်တစ်မျိုးကျမစဉ်းစားမိတာကတော့ကုံစုံဆိုင် လူပေါင်းစုံအမြောက်များဝယ်ချမ်းနေကြတာမှာကျမလိုအမျိုးသမီးလေးတယောက်ကိုမှ အမှတ်တရတိတိကျကျသိတာက သူတို့မယိုးသားဘူးလို့ထင်ပါတယ်။ဆိုင်မှာဘသူဝဲတယ်၊ဘာပစ္စည်းဝဲတယ်၊ဝဲတဲ့သူဘယ်မှာနေတယ်ဆိုတာသိအောင်စုံတော့တီတရှူတွေထားပြီးအကွက်ရိုက်စီစဉ်ကြတယ်လို့ကျမထင်ပါတယ်။ဒီလိုဆိုရင်သူတို့ဟာကျမကိုဘိန်းပစ်ဖမ်းတဲ့သဘောမျိုးလုပ်ကြတာပါပဲ။ကျမကိုတင်ဆောင်လာတဲ့ချစ်ကဟာ90ဒီဂရီအပြင်ချိုးကွေ့လိုက်တဲ့အတွက်ကျမအစင်စားရက်သွားပြီးအခြေအနေကိုအကဲခတ်ကြည့်လိုက်ပါတယ်။အကျိုးကြီးနေတော့မှာပါပဲရှင်။ ကားကိုတော်လန်ကလေးတစ်ခုတည်းအတင်းတရချံမောင်းဝင်သွားပါတယ်။လမ်းဘေးမှာလူနေတဲ့အဆောင်တစ်ခုမှမရှိပါဘူး။ရာကင်းတွေ၊တစ်ပင်တွေ၊တောင်ကုန်းတွေပဲရှိပါတယ်။သူတို့ဟာဒီလမ်းကိုရောက်ဖူးပေါက်ဖူးခဲ့ပြီးရန်တူပါတယ်။လမ်းကျိုးတွေလမ်းခွေတွေကိုမမမရွေမဲမြင်မြန်ကြီးမောင်းနိုင်ပါတယ်။ကျမဘဝတုံးတော့မှာပဲထင်မှရဲ့ရှင်။ဒီလိုတွေ့ပြီးစိတ်တုံလို့ခြောက်ခြားလွန်းလို့အယူလို့ဖြစ်သွားမိပါတယ်။ကျမအလိန်ခံရပါပြီ။ အမျိုးရုပ်တွေကျမကိုတပတ်ရိုက်ပြီးငရေပြီကိုပို့မလို့ခေါ်လာကြတာပဲဆိုတာကျမတွေးမိတာနဲ့တပြိုင်နဲ့ကျမခေါင်းကိုကားပြင်ထုတ်ပြီးအကူညီတောင်းဖို့ပဝင်းချင်းကိုကြည်ပါတယ်တော်တွင်လန်းကလည်းဖြစ်မိုးကလည်းချုပ်လာတော့လူသူတယောက်တလေမှမမြင်မတွေ့ရပါဘူးတကယ်လို့လူသူတွေ့လို့ကျမအော်ဟစ်ပြီးအကူညီတောင်းတဲ့တိုင်အောင်တရကြံမောင်းလာတဲ့မော်တော်ကားကိုမိအောင်လိုက်နိုင်မှာမဟုတ်ပါဘူးတကယ်လို့မိအောင်လိုက်နိုင်တယ်ပဲထားအောင်တော့ ကျမတို့တိုင်းပြည်မှာဩဇာလွန်မိုးနေတဲ့ဒီလူမျိုးကွဲစစ်သားတွေကိုဘယ်သူစန့်ကျင်ဝင်မှမလဲရှင်။ကျမတေတာတဲ့ဆိုးတဲ့ဘဝကို ရောက်တော့မှာပဲလို့တွေးမိပြီးမျက်ရည်ပေါက်ပေါက်ကြမိပါတယ်။အမေရိကန်တွေကြေးချတဲ့အနုမျိုးဘုံတန်ကြောင့်ဟီရိုရှိမာနဲ့နာဂါစကီမျိုးတို့မှနေတဲ့ကျမတို့ဆွေမျိုးသားချင်းတွေအမြောက်အများတေကြီးပျက်စီးကြပါတယ်။ကျမအခုရောက်မဲ့ဘဝဟာဖြင့်တေတာထက်ဆိုးမှဖြစ်လို့အနှုမျိုးဘုံတန်နဲ့တည်တော်ရရင်ကောင်းလေရဲ့လို့တောင်းတွေးမိပါတယ် အဲ့ဒီလိုတွေးမိတာနဲ့တပြိုင်နက်ကျမကားပေါ်ကခုန်ချဖို့စိတ်ကိုဆုံးဖြတ်လိုက်ပါတယ်။ကျမအင်မတန်ကန့်ဆိုးပါတယ်ရှင်။ကျမအကြံကိုစစ်သားကရိမ့်မိသွားဟန်တူပါရဲ့။သူကကျမလက်မောင်းကိုတင်းတင်းကြပ်ကြပ်ကြီးစုပ်ကင်ထားတော့တာပါပဲ။ကျမကန့်ဆိုးမိုးမောင်းကြဖို့အချိန်တန်ပြီထင်ပါရဲ့။ဂျစ်ကားဟာတစ်ပင်ကျိုးတစ်ပင်ကြားတွေတဲတိုးဝင်သွားပြီးယုတ်တီရဲ့ရက်လိုက်ပါလေရော။ကာရှိကမီလေငိမ့်သွားရော။မှုံဝါဝါလိုက်အောင်လေးသာရှိပါတယ်။ကျမရင်ထဲမှာ ဒိန်ငနဲ့အလုံးကြီးဝင်ဆောင်ပြီးတတိလက်တလို့ဖြစ်သွားပါတယ်။ရှေးရခုံမထိုင်တဲ့စစ်သားကြီးနှစ်ယောက်ဟာအ мян ခုံစင်းပြီးကျမကိုကြည်ကာဆင့်လို့အာနာတန်နဲ့အမိန်ပေးပါတယ်။ကျမကျောင်းတွင်နေစဉ်ကဘာသာကြားစကားပြောတင်ရမှာအင်္ဂလိပ်ဘာသာကိုယူခဲ့လို့သူတို့ပြောတဲ့စကားတွေကိုကျမနားလေခြင်းမှာကျမနဘေးမှာခုံမထိုင်နေတဲ့စစ်သားကြီးကကျမကိုအတင်တွန်းချလိုက်တာကျမဒလိန်ခောက်ခွေးနဲ့မြေပြင်ကိုကြလာပါတယ်။ကားအောက်ရောက်နေတဲ့စစ်သားနှစ်ယောက်က ကျမလက်ကိုတစ်ဖက်ချီဆုပ်ကင်ပြီးဆုပ်ဆွဲထားကြတော့တာပါပဲကျမဟာကြားရည်လက်ထဲရောက်နေတဲ့ယုံကလေးနဲ့မထူးတော့ပါဘူးရှင်ကျမသူတို့လက်ထဲကအတင်ယုံထွက်ပါတယ်ဒို့ပေမဲ့မင်းကလေးတယောက်ဟာစစ်သားကြီး၃ယောက်လက်ထဲကဘယ်မှာလွတ်အောင်ယုံနိုင်ပါတော့မလဲရှင်ကျမသာချွေသူချွေပေါက်ချပြီးအမောဆုနေတော့တာပါပဲကျမကကေကြပါကေကြပါလို့တွေ့ယူတွေ့တဲ့နဲ့အာကုံဩပါတယ်ဒို့ပေမဲ့ခွေးတွေဥသလို့ ဝိုင်းပြီးရေချတဲ့သူတို့ရဲ့အတန်ဇိုးကြီးတွေကကျမအော်တန်ကိုဖုံလွှမ်းသွားပါတော့တယ်ရှင်။ကျမရေတွေနေရတော့မှာပါပဲ။ကျမဖတ်ခဲ့ဘူးတဲ့ဝိထုတွေကျမကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်တွေထဲမှာတော့လူယုံမာတွေဝိုင်းဝန်းနှိမ့်ဆက်တာခံနေရတဲ့ဒုက္ခတွေကိုကုညီမဲ့သူများရုတ်တရက်ပေါ်လာကြပါတယ်။ဒါကိုဂျပန်လူရောအင်္ဂလိပ်လူပါအော်ပြီးအကူညီတောင်းနေမိပါသေးတယ်။အော်ပါဒီတဲ့ကြေအောင်အော်လဲဒုကဂယူမဆိုင်ပါဘူးတဲ့။သူတို့ဟာ စားနေကြကြောင်ပါတွေဖြစ်ပါလိမ့်မယ်။ဒီနေရာဒီဒေသမှာသူတို့ရုံမှာစော်ကားခဲ့ပေါင်းများလာပြီးဖြစ်ဟန်တူပါတယ်။ကျမဘလို့ပဲအော်အော်သူတို့ကတော့မဖြုံမဲတဟဲဟဲရည်နေကြတာပါပဲ။အိုးရလွန်းနဲ့ကျမမှသာ အမောဆူပြီးအတန်ကောင်းကောင်းမထွက်တော့ပါဘူး။သူတို့ထပ်ပြီး ရုံမှာလာကြပါပြီ။ကျမကိုစစ်သားနှစ်ယောက်ကချုပ်ကင်ထားပြီးတယောက်ကခက်လန်းလန်းကနေတနာယူမျက်စိနဲ့စိုက်ကြည့်နေပါတယ်။မုံဝါဝါလာရောက်မှာ ဖြူဖွေးတဲ့ကျမကိုခန္ဓာကိုအာသာငန်းငန်းနဲ့တယောက်တည်းကြည့်ကြပါတယ်။ကျမဘလောက်စိတ်ဆိုးဘလောက်စိတ်နာဘလောက်ရှက်ဘလောက်စိတ်မကောင်းဖြစ်ရမယ်ဆိုတာစဉ်းစားတာကြည့်ကြပါတော့ရှင်။နောက်ဆုံးတော့ကျမပြောရမှာရှက်လာပါတယ်။တစ်တစ်ခွာခွာမပြောရဲပါဘူး။မိန်းကလေးတယောက်ရဲ့ဘဝမှာရှက်စရာနာကြီးစရာအကောင်ဆုံးဘဝစူးကြီးကိုရင်ဆိုင်ရတော့တာပါပဲရှင်။အယုဒ္ဓမာကောင်းတွေတရိစ္ဆာန်တွေထဲမှိုင်မဲတဲ့တတော်ဝါတွေဟာ ကျမကိုစော်ကားခြင်းနဲ့စော်ကားကြတော့တာပါပဲရှင်။ကျမလည်းတကူလုံးရိုက်ထားတယ်လို့နာကျင်နေပါတယ်။အင်အားဆိုတာနင်းနေကလေးမှမရှိတော့ဘဲမြေပြင်မှာဆန်းဆန်းကလေးလဲနေပါတယ်။တတိကလည်းမိတစ်ချက်မမိတစ်ချက်နဲ့ခွေးကောင်တွေဟာစော်ကားခြင်းနဲ့စော်ကားကြပြီးလဲနေတဲ့ကျမကိုဆွဲထူကြတယ်။လိန်မာတဲ့ကောင်မလေးအပြိုစင်လေး Thank you တဲ့။နောက်ပြီးတယောက်က Very sorry တဲ့။ကျမကတော့ သူတို့စကားတွေကိုမကြားချင်လို့နားပိတ်ထားလိုက်ပါတယ်။သူတို့ဟာကျမကိုတတိဆန်တကောင်လောက်မှသဘောမထားတဲ့အနေနဲ့ရုပ်ရုပ်မှမှစကားတွေကိုခွေးဥသလိုပောက်ကရရှောက်ပြောနေကြတော့တာပါပဲ။ကျမထပြေခြင်းစိတ်ပေါက်နေပါတယ်။ပြေးနိုင်တဲ့အင်အားမရှိတော့လို့မပြေးပါဘူး။ကျမဘဝဟာဒီနေရာတွင်အသက်ပြောက်သွားရင်ကောင်းလေရဲ့လို့တွေးမိပါတယ်။အသက်ကရှိနေတော့သူတို့ပြောတဲ့စကားတွေကိုမကြားချင်မဲနဲ့ကြားနေရတော့တာပါပဲ။စစ်သားကြီးတယောက်ဟာ ူအင်ဂျီအိတ်ထဲက secret ဘူးကိုထုတ်ပြီးမိညီတောက်ပါတယ်။မင်းစေးလေးတောက်တတ်သလားလို့မေးပြီး secret တလေကျမကိုပေးပါတယ်။ကျမကမယူဘဲမျက်နှာလွှဲနေလိုက်တယ်။စစ်သားတယောက်ကတော့ secret တလေကိုကျမနှုတ်ခမ်းမှာအတင်းတက်ပေးပြီးတမီးချစ်မီးတောင်နဲ့မိညီပေးမယ်လို့တယ်။ကျမက secret ကိုယူပြီးလွှင့်ပြလိုက်တော့မီးချစ်ကမီးနဲ့ကျမခါကိုရှို့တော့တာပါပဲ။ကျမလည်းပူလွန်းလို့ထွန်းထွန်းလူအောင် ခံနေရတော့တာပါပဲ။ နောက်တစ်ယောက်ကလည်း secret me နဲ့ကျမတို့ကိုလုံးကိုထိုးတယ်။အဲ့ဒီတန်ရာတွေဟာတေးရပါတော့မှာပါပဲရှင်။သူတို့ဟာကျမကိုနှိမ့်ဆက်ခြင်းတိုင်းနှိမ့်ဆက်ပြီးတဲ့နောက်ခွေးသေးကောင်ကိုလက်ထဆွဲသလိုဆွဲကြပြီးအမဲတက်သမအမဲဖြစ်သလိုဖြစ်ကြတော့တာပါပဲ။ကျမလည်းစိတ်ထိတ်ခိုက်လွန်လို့တကြောင် အာရင် ကုန်ခန်းလွန်းတာတကြောင်ကြောင့်တတိလစ်သွားပါတယ်။ကျမတတိပြန်ရလာတဲ့အခါမှာမိုးစင်စင်လင်းနေပါပြီ။ခွေးရိုင်းတွေလည်းတကောင်မှမရှိကြတော့ပါဘူး။ ကျမလည်းရှိသမျှအင်အားကလေးနဲ့ပဲလူးလေထပြီးမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့အဝတ်အစားတွေကိုကပ်ဝေ့ရပါတယ်။ချီချီနင်းနေနေပဲအင်ကိုပြန်တော့မယ်လို့တုံးမှာမြေကြီးပေါ်ကျနေတဲ့လက်ကင်မွားလေးတစ်ထည်ကိုမြင်ရလို့ကောက်ယူလိုက်ပါတယ်။မိမကင် လက်ကင်မွားကလေးပါ။လက်ကင်မွားမှာသွေးစာသွေးနာတွေလည်းတွေ့ရပါတယ်။ကျမလိုကန်ဆိုးမလေးတယောက်ရဲ့လက်ကင်မွားလေးပဲဆိုတာကျမတွေးမိပါတယ်။ကျမဘယ်လိုပြောရမလဲစဉ်းစားမရအောင်ဖြစ်နေပါတယ်။ အတော်အိမ်ပြန်ဖို့ကလည်းအဝိအစာအဆုတ်ပြက်နဲ့ရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့ကျမကိုမြင်ရင်အတော်စိတ်မချမ်းမသာဖြစ်တော့မှာပါပဲ။တခြားကိုသွားပြန်ရင်လေကျမကိုဘသူကလက်ခံမလဲရှင်။အေးကျမကိုလက်ခံမယ့်နေရာတော့ရှိပါရဲ့။အဲ့ဒီနေရာတွေကတော့လောကငရဲလို့ခေါ်တဲ့အသက်မွေးမကောင်းသူတွေရဲ့နေရာပါ။ကျမလည်းကြံရမရဖြစ်ပြီးခြေဦးတရားလျှောက်လာခဲ့တာ။နောက်ဆုံးတော့ကျမဘဝတုံးလူဖြစ်ရှုံးပြီး သုံးမချတဲ့မိန်းကလေးတယောက်ဖြစ်ရတော့တာပါပဲရှင်ဒေါ်လာအီလက်ထဲကစာအုပ်သည်ဖုတ်ခနဲလွတ်ကျသွား၏ဘဝဆိုးကိုပြန်လဲပျော်ပြသည့်တနာစရာဂျပန်မာလီ၏ဖြစ်စဉ်ကိုဒေါ်လာအီမျက်စိထဲတွင်ကွန်ကွင်းထင်ထင်ပေါ်လာသည် တွေ့ရင်တွေ့ရင်မီဂျပန်မာကလေး၏နေရာတွင် အသက်20အရွယ်အပြိုမာကလေးမလာအီရောက်သွား၏အမေရိကန်စစ်သားတို့အစားဂျပန်စစ်သားများဖြစ်နေသည်ဒေါ်လာအီသည် ရှီဟောင်းနောင်ပြစ်တွေကိုပြန်လဲစဉ်းစားရင်းနှုတ်ခမ်းကိုကင်မိသည်မျက်နာတွင်ဒေါသရောင်လွှမ်းလာ၏တမာကြီးချမိ၏ဇောကြွေးတွေပြန်လာသည် မျက်ရည်တွေလဲလာလေသည်ဒေါလာအေကရင်နာနာဖြင့်ဖြေးလေးစွာဆူလိုက်သည်ကျူးကျော်ရေးဖက်စစ်ဝါဒီတွေရဲ့လက်အောက်ရောက်ခဲ့ရတဲ့တိုင်းပြည်ရဲ့အမျိုးသမီးတွေဟာဒီလိုပဲအဓမ္မဆော်ကမတရားကျင့်တာကိုခံရတာကြီးပါပဲဂျပန်မာကလေးရဲ့ ဆရာကြီးရန်အောင်ရေးသားထားတယ်။ဘဝဆိုဆိုတဲ့ဝိထုထုလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။